အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လည်ပြောပြပေးသွားမှာကတော့အသက်32နှစ်အရွယ်မင်းကလေးဆိုင်ကေကေဒီသမားကိုအသက်23နှစ်ပဲရှိသေးတဲ့လူငယ်တဦးမှာလိန်လေကလူပြတဲ့လမ်းတစ်ခုကိုငှားသွားပြီးရိုက်နှက်ခါအာဓမပြူချင်းမိုးကြံစီနေတာကိုပီဇာပိုးသမားတဦးမှာတွေ့သွားပြီးကဲတင်ပေးခဲ့တဲ့ဆိုတဲ့ထိုင်းနမိတ်ကြီးတဲ့ရင်ကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့17ပိုင်း4ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံစမှုပကံမျိုးမှာဆိုင်းကေကေဒီမောင်းနေတယ်။အသက်32နှစ်အရွယ်မေဒီဆိုတဲ့အမျိုးသမီးကိုအသက်20နဲ့3နှစ်အရွယ်အမျိုးသားတဦးမှာလက်ကပတ်54လမ်းကိုလိုက်ပုတ်ပေးပါဆိုပြီးဆိုင်းကေငှားခဲ့ပါတယ်။ဒီလိုနဲ့ကေဒီမောင်းတဲ့အမျိုးသမီးကလည်းခကြီးတဲ့ဆိုင်းကေငှားတာကြောင့်ထိုအမျိုးသားငှားတဲ့နေရာကိုဆိုင်းကေမောင်းပြီးသွားနေရင်လူပြတ်တဲ့လမ်းတစ်ခုကိုရောက်တော့အသက်23နှစ်အရွယ်အမျိုးသားဟာဆိုင်းကေမောင်းတော်မှာမေဒီဆိုတဲ့အမျိုးသမီးကိုဆိုင်းကေဘော်ကနေဆွဲချပြီး ဦးကောင်းကိုဓာတ်တိုက်နေဆွဲဆောက်ခဲ့ပါတယ်။အဲအချိန်မှာတော့မေဒီဆိုတဲ့အမျိုးသမီးဟာမူးဝိတ်သွားပြီးလှုပ်မနိုင်တော့တဲ့အချိန်မှာပီဇာပိုးသမားတို့ဦးမှာဆိုင်ကယ်နဲ့ဖြတ်မောင်းသွားတာကိုတွေ့တော့အော်ဟစ်ကအကူအညီတောင်းခဲ့ပါတယ်။အဲအခါမှာတော့လူโซဟာပီဇာပိုးသမားကိုတွေ့တော့တော်ရဲကိုဝင်ပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့မေဒီဆိုတဲ့အမျိုးသမီးကိုကယ်တင်ခဲ့တဲ့အမျိုးသားဟာသူ့ရဲ့တငယ်ချင်းလေးကိုဖုံးဆက်ခေါ်ပြီးတော်ရဲကိုဝင်ပြေးသွားတဲ့လူโซကိုဝိုင်းရှာခဲ့ပါတယ်။နောက်ဆုံးမှာတော့လူโซဟာအနီးနားမှာရှိတဲ့ကော့ဆန်ဆိုင်တစ်ခုထဲမှာဝင်ပုံနေပြီးလူโซကိုဖမ်းမိ တဲ့အခါမှာတော့တဆန်းရာကိုပုံဆက်တိုင်ကြခဲ့ပါတယ်။နင်းနာခေရတဲ့စိုင်းကေကေဒီမောင်းတို့မှာနန်ဆောင်မေဒီဆိုတဲ့အသက်32နှစ်အရွယ်အမျိုးသမီးပြောပြတာကပြီးခဲ့တဲ့တရနေ့ညဥပိုင်းမှာလူဆိုးဟာသူ့မကိုစိုင်းကေလိန်ငါခဲ့ပြီးလူပြတ်တဲ့နေရာတစ်ခုကိုရောက်တော့စိုင်းကေဘော်ကနေဆွဲချပြီးအတင်းအာဓမပြူချင်းမှုကျင်စီတဲ့ပြီးတော့သူ့မရဲ့ခေါင်ကိုဓာတ်တိုင်နဲ့ဆွဲဆောင်ခဲ့ပြီးသူမမူဝေ့သွားပြီးလှုံမနိုင်တော့တဲ့အချိန်မှာလူโซကိုငါဖုန်ထဲမှာရဲတွေကိုတိုင်ကြတဲ့စနစ်ထဲထားတယ်လို့ပြောတော့လူโซဟာစိတ်ပြောင်းသွားပြီးသူမက ဖို့မပြူချင်တော့ပဲတက်ပြဖို့အတွက်သူမရဲ့လက်ဘင်းကိုညှစ်တယ်။ပြီးတော့မျက်လုံးကိုဖောက်ပြဖို့အတွက်လက်နဲ့ထိုးခဲ့ပြီးနှာခေါင်းထဲကိုလည်းလက်ထိုးထဲတယ်။သူမယုံကန့်တဲ့အချိန်မှာနရွက်ကိုလည်းဆွဲဖြဲတယ်။လူโซဟာအရန်ကိုမှရက်ဆက်ယုံမှပြီးအဲ့ဒီအချိန်မှာမိုးရေအရန်ရွာနေတာကြောင့် ဖြတ်သွားဖြတ်လာဆိုင်ကယ်တွေလှည့်ကြည့်ပေးမယ်လူโซဟာလင်းမယားကိစ္စမရှုံနဲ့လို့ပြောတာကြောင့်ဘသူမှလည်းမရှုံရကြဘူးသူတို့လန်သူတို့သွားကြတယ်နောက်ဆုံးမှာပီဇာပိုးတမာတူအဲ့ဒီနာကဆိုင်ကယ်ဖြတ်မောင်းသွားတဲ့အချိန်မှာသူမရဲ့အော့ဟင်အကူညီတောင်းတဲ့အတန်ကိုကြတော့ဆိုင်ကယ်ရက်ပြီးသူမကိုကူညီဖို့ပြေးလာနေတဲ့အချိန်မှာလူโซဟာလင်းမယားကိစ္စမဝင်ရှုံနဲ့လို့ပြောခဲ့ပေးမယ်ပီဇာပိုးတဲ့အကူဟာကယူမဆိုင်ဖဲသူမကိုကူညီဖို့အတွက်ပြေးလာတဲ့အချိန်မှာတရက်ခံဖြစ်သူဟာတော်တဲ့ကိုဝင်ပြေးသွားခဲ့တာဖြစ်တယ်နောက်ပြီးသူမကိုကယ်တင်ခဲ့တဲ့အကူကိုသူမအရင် ်ကျေးဇူးတင်တယ်။တချို့လူတွေသူမဒုက္ခရောက်နေတာကိုတွေးပေမဲ့လင်မယားကိစ္စဆိုပြီးဘသူမဝင်မရှုပ်ရတဲ့အချိန်မှာအဒီအကိုဟာဘာကိုမှဂယုမဆိုင်ဘူး။သူမကိုပြစ်မှတ်ထားပဲဝင်ကယ်ခဲ့တာကြောင့်သူမအသက်ဆက်ရှင်ခွင့်ရခဲ့တယ်။ဒီအကိုကိုပိုင်ဆိုင်ထားတဲ့မိသားစုဝင်တွေအရန်ကိုကန်ကောင်းတယ်။သူမအနေနဲ့အရန်ကိုမှကျေးဇူးတင်တယ်လို့နင်းနာခဲ့ရတဲ့မေဒီဆိုတဲ့အမျိုးသမီးမှပြောပါရတယ်။ နောက်ပြီးပီဇာပို့သမားအသက်40အရွယ်ခွန်ပေါ်ဆိုတဲ့အမျိုးသားပြောပြတာကအဲ့ဒီနေ့ကကျွန်တော်ဒီနားလေးမှာပီဇာလာပို့တဲ့အချိန်မိုးတွေကလည်းအရန်ရွာနေတယ်ဒီနေရာကနေဖြတ်သွားတဲ့အချိန်မှာအော်ဟေးအခုညီတောင်းတဲ့အတန်ကိုကြာခဲ့ပေမယ်မိုးတွေကလည်းရွာနေတာကြောင့်စိုက်ကဲအတန်လို့ပဲထင်ခဲ့တယ်နောက်ပြီးမိန်းကလေးတယောက်ရဲ့အော်ဟေးအခုညီတောင်းတဲ့အတန်ကိုထပ်ပြီးကြာရတာကြောင့်စိုက်ကဲကိုရက်ပြီးအတန်ကြာရတဲ့နေရာကိုရှောက်လာတော့မိန်းကလေးတူပုံပြပံပြန်နဲ့လဲကြနေတာကိုတွေ့ရတယ်အနာမဆိုရင်လည်းအမျိုးသားတူဟာမတ်တဲ့ရက်ပြီးကျွန်တော်ကိုတွေ့တဲ့အချိန်မှာလင်မယားကိစ္စ လာမရှုံးနဲ့ဆိုပြီးပြောခဲ့ပေမဲ့ကျွန်တော်ကတော့ဒီကိစ္စလွတ်ထားလို့မရဘူးကူညီမရမယ်ဆိုပြီးသူတို့နာကိုဝင်သွားတဲ့အချိန်မှာတရခန့်ဖြစ်သူဟာဒီနေရာကနေထွက်ပြေးသွားခဲ့တယ်တကယ်လို့သာအဲနေကကျွန်တော်သာမတွေးခဲ့ဘူးဆိုရင်အခုချိန်လောက်ဆိုဒီညီမလေးတခုခုဖြစ်မှတေးကြတယ်လို့ပီဇာပို့သူမှာခွန်ပေါ်ဆိုတဲ့အမျိုးသားကပြောပါတယ် နောက်ပြီးထိုင်းရဲတပ်ဖွဲ့ကတရက်ခန့်ဖြစ်သူအသက်22နှစ်အရွယ်စီလာထုဆိုသူကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးမေးမြန်းတဲ့အခါမှာတရက်ခန့်ဖြစ်သူကတချို့အမှုတွေကိုဝန်ခံပေးမယ်တချို့အမှုတွေကိုတော့ညှင်းဆန်းနေခဲ့ပါတယ်လက်ရှိမှာတော့တရက်ခန့်ကိုလူတပ်ဖို့ကြံစီမှုအာဓမာကျင်းမှုကြံစီမှုအပြင်အမှုငါမှုနဲ့ဆွဲချက်တင်ထားပြီးဖမ်းဆီးထားခဲ့တယ်လို့ထိုင်းသတင်းမှပြောပါတယ်